ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာမောင်နေဝင်းရေးသားတယ် KSS ဆက်တော့ကင်ထားသူလို့အမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ KSS ဆက်တော့ကင်ထားသူ အခန်းတီတခင်တောက်တဲ့ကဘယ်နဲ့လဲကို့လူစာရင်းနေတာပဲလားဟုတ်ပြုံးကရေကလှမ်းမေးလေသည်တခင်တောက်တဲ့ဤအပြုံးမှာတောက်ပချွန်းလက်သောအပြုံးဖြစ်ကြောင်းကျွန်တော်သတိထားမိသည် ဟုတ်တယ်တခင်တောက်တယ်ရဲ့အခုထိတော့စာရေးတဲ့အလုံးနဲ့ပဲထမင်းစားနေတာပဲတဆိုလားဘာလားရုရှားသတင်းဌာနမှာအယ်ဒီတာလှုပ်သေးတယ်ဆိုဟုတ်တယ်တသတင်းဌာနမှာအယ်ဒီတာလှုပ်သေးတယ်လေထွက်လိုက်တာ၄နှစ်နီးပါးရှိနေပြီအဲ့ဒီအချိန်ကနေစပြီးတော့စာရေးနေတာပါပဲစာရေးတာတက်တက်လောက်နဲ့စားလောက် တောက်လောက်ရလာဗျာတခင်တောက်တဲ့ကမျက်မှောင်ကြုံကမင်းနေသည် နဖူးကြောကြီးများပင်ထနေ၏ကျွန်တော်ကိုရေးကိုယ်တာပြဿနာပေါ်၌အိမ်မြစိတ်ဝင်စားဖို့ပြရသောတခင်တောက်တဲ့ပါရကားဟုတွေးကာကျေးဇူးတင်ရမိကဲ့သို့ဖြစ်နေပါလေမစိုးလာဘူးတော့ပြောရမှာပေါ့ဗျာတခါတလေတော့လေကတိကအောက်တော့နိုင်တာပေါ့စာရေးတယ်ဆိုတာက ကျွန်တော်စကားမဆုံးမီတခင်တောက်တဲ့ကကြားဖြတ်၍ပြောလိုက်သည် အေးလေစာရေးတယ်ဆိုတာက အုံနောက်အလုတ်ပေကို အုံနောက်ကလည်းထွက်အောင်မှလူကိုယ်တိုင်ရဲ့ကျမ်းမာရေးလေးဘာလေးကလည်းကောင်းအောင်မှအဆင်ပြေမဲ့အလုတ်ပေမျိုးပဲဒီလိုပေါ့လေအဆင်ပြေအောင် ကြည့်လို့ကြရမှာပေါ့မဟုတ်ဘူးလားတခင်တောက်တဲ့နဲ့စကားမပြတ်မီအစီအဝေးကျင်းပါတော့မီဖြစ်တဲ့အတွက်ပြောလက်ဆစကားတွေကိုရက်လိုက်ကြလိတကယ်ဆိုလည်းရင်အီလိုနီယာမျိုးအီအစီအဝေးမျိုး၌တခင်တောက်တဲ့နဲ့တွေ့နိုင်ဒီကို မစွားကပင်ကျွန်တော်စဉ်းစားမိပြီဖြစ်လေသည်တို့ရတွင်ဤမြတိတိဆိုင်ဆိုင်မြ мян ဆိုင်မြ мян ဆန်ဆန်တွေ့ရလိမ့်မည်ဟုကကျွန်တော်မမျှော်မှန်းခဲ့ပါကျွန်တော်သားအကြီးပြောင်းချွေတင်ကြရသော အလုံးဘက်မှ အစိုးရအထက်တန်းကြောင်းတဲ့ကြောင်းဤမိဘဆရာအစည်းအဝေးသို့တွားတက်စဉ်မမျှော်လင့်သော တခင်တောက်တက်နှင့်တွေ့ဆုံမိခဲ့ခြင်းဖြစ်၏အစည်းအဝေးအခမ်းအနားအတွင်း၌နေရာယူလိုက်ပြီးသောအခါကျွန်တော်သည် အစည်းအဝေးအစီအစဉ်စာရွက်ကိုဖတ်မိနေလိုက်သို့တော့ကျွန်တော်ဖတ်နေသောအစည်းအဝေးအစီအစဉ်များငွေစရင်ရှင်းနှန်းများတွင်စိတ်ပါဝင်စားခြင်းမရှိ ကျွန်တော်စိတ်သည်စောစောကအမတ်မထင် တွေ့လိုက်ရသောတခင်တောက်တက်စီတို့သာရောက်နေ၏တခင်တောက်တက်အကြောင်းကို တွေ့တွေးတာတွေးသည်ကျွန်တော်အားရှုပ်ကန်ဖန်သာထား၏ကျွန်တော်အကြောင်းကို ကျွန်တော်တွေးမိပါသည်အဘဲကြောင့် သူအကြောင်းကိုကျွန်တော် တွေးမိပါသည်အဘဲကြောင့်တွေးတယ်နီတွေးတဲ့တွေးထိုက်သောလူတယောက်ဖြစ်နေခြင်းကြောင့်ပင်သည်တခင်ဟူသောဝါဟာရကိုနာမည်ဤရှိပင်တတ်ထားသည့်အတွေ့တခင်တောက်တက်မှာနိုင်ငံရေးတရဝါတူဦးဖြစ်ကြောင်းအထူးအထွေဖော်ပြရှင်းလင်းရန်လိုတော့မည်မထင်တော့ပါတကယ်တမ်းဆိုလည်းရင်တခင်ဟူသောနာမည်ကိုဥတောက်တက်တယောက်မိတို့မိဘုံရယူလာသည်နီဆိုသည့်ဇင်းမြစ်ကကျွန်တော်မသိပါဗမာစာသည်ဒို့စာ ဗမာစကားသည်ဒိုစကားဗမာပြည်သည်ဒိုပြည်ဟူသောကျွေးကြော်တံဖြင့်တတိုင်းလုံးညံအောင်ပြန်လည်တောက်တိုက်ပွဲတွေဝင်ခဲ့သောဒိုဗမာအစီယုံခေတ်ကာလ၌စ၍ဥတောက်တဲ့တယောက်တခင်ဖြစ်ခဲ့သလောမဖြစ်ခလက်မဖြစ်ခဲ့သလောဆိုဒီကိုလည်းကျွန်တော်မသိခဲ့ပါတို့ရတွင်ကျွန်တော်နှင့်တွစ်ဆုံတီကျွမ်းရချိန်နိုင်မူသူ့အမိမှာတခင်တောက်တဲ့ဟူ၍ထင်ရှားနေသူ့မို့ကြောင့်ကျွန်တော်ကလည်းသူ့ကို တခင်တောက်တဲ့အဖြစ်ဖြင့်သာတည်ကျွမ်းခဲ့ရပေ၏အခန်းနှင့်1949ခုနှစ်စက်တင်ဘာလကုန်ကနီကျွန်တော်သည်နိုင်ငံရေးဝဲကရက်များအကြမ်းရုံထွက်ခါမပြီးမပြတ်မပြည့်စုံသေးသောပညာရေးအတွေ့ရန်ကုန်သို့ထွက်ခွာလာခဲ့၏စပြီးလို့ရှိရင်မင်းပညာဆက်တင်ပါမယ်ဆိုလို့ငါတို့ဘာမှမပြောခဲ့ဘူးမင်းလှုပ်ရှင်ရ6လှုပ်နေတာကိုကြည့်နေခဲ့တယ်အခုဒီမင်း ပညာရေးကိုစိတ်ဝင်စားသေးဘူးပြည်သူပဲပြည်သူရဲဘော်လုံရင်လုံကျောင်းသားတမကတွေလုံရင်လုံနဲ့မင်းတချို့တော့အကုန်ချောက်လုံနေတာကြာခဲ့ပြီ မင်းပညာရေးအတွက်မင်းသဘောပဲမင်းကြိုက်တယ်လို့ဆက်ပြီးလုပ်ပြီးတော့ပညာဆက်ပြီးတော့သင်ချင်သေးရင်နဲ့သင်မသင်ချင်လို့မင်းနိုင်ငံရေးတွေပဲဆက်ပြီးလုပ်ချင်သေးတဲ့ဆိုင်နဲ့လုပ်မင်းဘာသာမင်းနှဖူးပေါ်လက်တင်စဉ်းစားပြီးတော့ကြိုက်ရရွေးပြီးတော့ အိုးပြက်အိမ်ပြက်မိဘပြက်ပညာပြက်စသည်ဖြင့်ထင်ရှားဆိုင်နေသည်ဟု အထင်ရောက်နေသော အမေကမမျိုးသိမ့်နိုင်တော့သည့်အစုံတို့ကလို့ပြောလေသောအခါကျွန်တော်မှာတစုံတရာပြန်၍စင်ရည်တက်လို့သည့်ဆန္ဒမရှိသည့်အလျောက်ရန်ကုန်သို့ထွက်ခွာလာခဲ့ခြင်းဖြစ်၏ရန်ကုန်သို့ရှေးဦးတက်ရာတင်းမောဖြင့်ထွက်လာခဲ့သော ကျွန်တော်သည်ကော်မရှင်နာလန်အနောက်ဘက်ပိုင်းတွင်တငယ်ချင်းများနှင့်တွေ့နေလိုက်၏အလို့ပညာသင်ကျောင်းတက်လျက် တက္ကသိုလ်ဝန်ထမ်းတော့ဖြေလိုက်မည်ဟု စိတ်ကူးလာ၏မအိုပင်တွင်ဂျပန်ခေတ်တစ်ခေတ်လုံးနှင့်ကက်စပီခေတ်တစ်ခေတ်လုံးရေးထားခဲ့သည့်ဝတ္ထုတို့တွင်စောင်းမားတွေကပြားတွေကိုတပွေးတစ်ပိုက်ချင်းယူလာခဲ့၏ရန်ကုန်တွင်တငယ်ချင်းများ၏ကျေးဇူးကြောင့်အလို့ပညာသင်ကျောင်းတို့ကတက်နိုင်ခဲ့၏တကူတကယူဆောင်လာခဲ့သော စာမူများကိုမဂ္ဂဇင်းစာတိုင်များသို့ပို့၏သို့သော် တစုံတလင်းမြမစွန်အပေခံရသည်သာဖြစ်၏ထိုအခါရက်ကွက်ကဖွင့်လှစ်ထားသော စေတနာဝန်ထမ်းညာချောင်းတွင်မြမစာပြပါဟုမိษွေတွေက ပြောသည့်အတွေ့စေတနာဝန်ထမ်းမြမစာပြစေရာဝင်လုပ်ပေးရသည်ရက်ကွက်ညာချောင်းကလေးတွင် စာကြည့်တိုက်လဲဖွင့်ထားရာကျွန်တော်သည် စာအုပ်များနှင့်ကျောင်းသားငယ်များကြားတွင်ပျော်မွေ့နေမိပြန်လေ၏အဲ့ဒါဘောဗျတခင်တောက်တက်ဆိုတာ အလားတူစေတနာဝန်ထမ်းဆရာတဦးဖြစ်သောကိုတင်ဆွေကမင်းငော့ပြကပြတဲ့ဖြင့်တခင်တောက်တက်ကိုပထမဦးဆုံးအကျင့်ဖြစ်ကျွန်တော်မြင်မှုခဲ့ခြင်းဖြစ်သည်သူကဘာတော့ကျွန်တော်ကမေးလိုက်ဟိုတုန်းကအလန်နီတို့ပြောတာပဲနောက်ပိုင်းကျတော့ပြည်သူရဲဘော်လိုလိုဘာလိုလိုနဲ့အခုဖဆပါလာဖြစ်နေပြန်တယ်ကျွန်တော်တို့ရက်ကွက်ကဖဆပါလာလူကြီးပေါ်ဗျာကျွန်တော်တို့လည်းတည်တည်ချာချာတော့ မသိပါဘူး တရားခွက်ကိုရောက်လာတော့ကျွန်တော်ရဲ့ရဲဘော်တွေကပြော့ပြလို့ကြားဘူးတာပါ။အော်အော်ကျွန်တော်တို့ကျောင်းကလေးတို့တခင်တောက်တဲ့ဒီလာခဲ့လာခဲ့လိုက်။တရားခွက်လည်းဖြစ်စေကမူစာကြည့်တိုင်းနဲ့ကျောင်းကလေးတို့လာလေးမရှိတော့တခင်တောက်တဲ့ကိုကျောင်းကကျင်းပါသည့်သကရေလူပွဲများတည်င်းကျွမိထုံးပွဲတော်များနဲ့ပညာရေးကျွထူးကျွသည့်ကျောင်းသားကျောင်းသူကလေးများကို ရှင်းပြင်ပွဲများကိုတက်ရောက်လာသည့်အခါ၌ကလူချင်း တွေ့ခွင့်ရသွားလေသည်တခင်တောက်တဲ့တယောက်မှာကျောင်းကလေးတို့သာအနာအလာနေသည်မဟုတ်ရက်ွက်အတွင်ရှိအိမ်နီးနာချင်းများစီတို့လည်းများစွာတွားလေတားထရှိသူမဟုတ်ကြောင်းကျွန်တော်အကဲခတ်မိလေသည်တို့ဖြစ်စီကမူရဲရွာနှင့်ဆက်ဆိုင်သောပွဲလန်းတပင်များအခမ်းအနားများတွင်က သူ့ကိုခေါင်းပေါင်းစတလူလူနှင့် တွေ့ရတတ်လေသည်ဤသည်မှအပ သူဤအရှားသောအလောအကိုင်းနေနေရထိုင်ရပြဿနာမှန်သမျှကိုကျွန်တော်မသိပါတိအောင်လဲမကြိုးစားပါဤရွက်ွက်ဤငယ်မွေးချံပေါက်ဖြစ်တော်တည်င်းတော်ကိုမြင်ဆိုးကမူတခင်တောက်တဲ့အကြောင်းစကားဆက်မိတိုင်းဇဒွေးတွေကို ပြည့်ခနဲ့မြီအောင်ထွေးရင်ထွေးအလဲကဖို့ကြားပါဗျာကျုပ်ကအဲ့ဒီလူကြီးအကြောင်းကိုဂျပန်ခေတ်ကတည်းကသိတာဂျပန်ခေတ်မှာကုန်တိုက်တွေကိုဖောက်တယ် ။တဖြည်းဖြည်းသူ့ကုံတိုက်ဖောက်တဲ့ဂိုင်းကကြီးလာတော့ဂျပန်ကဒီတိုင်းထားလို့မဖြစ်ဘူးဆိုပြီးလိုက်ဖမ်းလို့ခြေရာဖြောက်ပြီးထွက်ပြေးသွားပါလေရော။နောက်ဂျပန်ပြေးပြီးကက်စပီအစိုးရတက်လာတော့သူပြန်ရောက်လာတာပဲ။ကျွန်တော်တို့ဤအကြောင်းကလေးတွင်ညနေတကောင်အထိစကားဝိုင်းဖွဲ၍ပြောကြလေရှိ၏။ လက်ဖက်ရည်ဖျော်တောက်ကြလက်ဖက်ရည်နဲ့ရင်တွေချံစားကြတောက်လက်ဖက်နဲ့ရင်တွေချံစားကြတောက်ကြရင်ရောက်တဲ့ရရာဇကားထိုင်ပြောကြသည့်အချိန်တိုင်းကိုမြင့်ဆိုလေရောက်လာတတ်လေသည်ကိုမြင့်ဆိုသည်စစ်ကြိုခေဂျပန်ခေနဲ့စစ်ပီးခေစားသောခေတုံးခေစလုံးတွင်တည်င်းထောက်အဖြစ်အတက်မွေးခဲ့ဤယခုအထိလေမြန်မာတည်င်းစာကြီးတစ်စောင်တွင် နိုင်ငံရေးသတင်းထောက်လုပ်နေသူဖြစ်လေသည်ကိုမြင့်စိုးကဆက်ပြောပြန်၏အဲ့ဒီအချိန်တုန်းကသူ့လက်သုံးစကားတစ်ခုရှိတယ်ဗျတော်လန်ရေးတုံကတော်လန်ရေးတုံကဆိုတာသူ့ရဲ့လက်သုံးစကားပေါ့အဲ့ဒီစကားလုံးကိုတွင်တွင်သုံးပြီးတစ်ဖက်မှာကက်စပီအုပ်ချုပ်ရေးပိုင်းကအကောင့်တွေနဲ့လှည့်ပေါင်းပြီးတော့ကန်ထရိုက်တာလောက်တာပေါ့ဗျာလွတ်လပ်ရေးတိုက်ပွဲအချိန်ကတိတ်ကြီးလေးလေးလွတ်လပ်ရေးတုံကဆိုတဲ့သူ့စကားတန်ကပိုကျယ်လေးလေးပဲ ဒါပေမဲ့ခတ်တာကဒီလိုလူမျိုးတွေကြီးပဲအပြစ်တင်လို့မဖြစ်ဘူးလေကျုပ်တို့နိုင်ငံရဲ့အပြစ်တင်ရမယ့်စည်ရင်းထဲမှာခေါင်းဆောင်လုံနေသူကလည်းပါတယ်ဗျလူတယောက်ရဲ့အတိတ်အောင်းဟာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့အရေးမကြီးဘူးခေါင်းဆောင်နေနာကိုရောက်အောင်ကတ်ကလဲထိုင်းလေးဖြားလေးခင်းပေးအဲ့ဒီခေါင်းဆောင်တွေရဲ့အကြိုက်ကိုလိုက်ပြောဒါဟာအရေးကြီးဆုံးပဲအခုခမရတို့ဝေးဝေးမကြည့်နဲ့တခင်တောက်တဲ့ဆိုတဲ့သူကိုပဲကြည့် တက်နေတွေတိတ်ပြီးအေးပါနေတော့ကသူကတက်နေအလန်နေတွေအလန်နေတွေအားသာပြန်တော့လေအလန်နေဖြစ်နေပြန်ရောနောက်ကြတော့ဘာပဲပြောပြောပြည်သူရဲဘော်တွေကဗိုလ်ချုပ်အောင်ဆန်းမျက်နှာနဲ့လူလူကြားမှာဆန်းပွင့်လာပြန်တော့သူလည်းပြည်သူရဲဘော်ဖြစ်နေပြန်ရောဟောအခုလွတ်လပ်ရေးခေဒီဘက်ခေကြပြန်တော့နေရာတကာမှာဖဆပါလာမဟုတ်လားသူလည်းဖဆပါလာလောက်မှာဗော မလုံရင်ဘယ်ဖြစ်ပါမလဲဟုတ်တယ်မဟုတ်လားအခု तू ဟာဖဆပါလာဆစ်စစ်ကြီးလေဗျာကျွန်တော်ဒီကိုမြင့်စိုးပြောသည်မြောက်ကိုခေါင်းတညိမ့်ညိမ့်လောက်ခါတာနားထောင်နေမိကိုမြင့်စိုးဒီခေတူမဟုတ်အစိုးရအဖွဲ့ဝင်များ နိုင်ငံရေးပါတီအဖွဲ့အစည်းအသီးသီးမှခေါင်းဆောင်များနဲ့အလွန်တရာရင်းနှီးကြွမ်းဝင်သူဖြစ်ကြောင်းကျွန်တော်သိပေ၏ဒီလိုလူမျိုးတွေကအများကြီးဗျသူတို့မှာရှင်းမွန်းစရာကောင်းတဲ့အရေးချင်းတစ်ရက်ရှိတယ် အဲ့ဒါကဘာလဲတိလားခင်ရဆက်ဆက်သူတို့ရဲ့လက်ထဲမှာတော့ကင်ထားနိုင်တဲ့အရေးရှင်ဗျဤစကားကိုကျွန်တော်နားမလဲကြအောင်ရိုသေစွာဝန်ခံလိုက်ပါသည်ခမည်းကတိတ်ပြီးနားဝေးတဲ့လူပဲဗျာကိုမြင့်စိုးကကျွန်တော်အားလောင်နေသည်ဘယ်တော့လဲကိုမြင့်စိုးကျွန်တော်တကယ်နားမလဲလို့ပါ ကိုမြင့်စိုးကရဲလေ။အိုဗန်ဆဆမီဆိုတဲ့တော့ဗောဗျာ ။ဆရာကိုတိစွေက ဝင်ထောက်လိုက်သည်။ကိုမြင့်စိုးကနှုတ်ခမ်းဆောင်ကိုလက်ဝါးဖြင့်တတ်ခါစေဘောလိုက်တို့ကို အာပါတရချောင်းဖွာချရင်ဆရာကိုတိစွေပြောတာမှန်တယ်ဗျာ။ခေကာလာအလျောက်အထက်ကိုတက်လာတဲ့ခေါင်းဆောင်တိုင်းအဖွဲစည်းတိုင်းရဲ့တကားပေါက်ကို ဖွင့်နိုင်နေတော့ဗျ။ဟောဒီကိုနေဝင်းဆိုတဲ့သူကမအူပင်သားလို့မပြောရဘူးမအူပလဲကိုနိုင်လွန်းတယ်ဗျာဟုတ်ဝင်ပြောလိုက်ပြီးနောက်တဟားဟားရေမောလေကြီး အေးဗျာကိုမြေဆိုးပြောမှကျွန်တော်တခုသဘောပေါက်လာတယ်ကိုတင့်စေကဆိုသည်ကိုတင့်စေသည်ညောင်တုံးနယ်သားဖြစ်ဤဂျပန်ဒေါ်လာရေးကာလာကလက်ကိုတနတ်မှန်ရာအချိန်မီကောင်းစွာဆေးဝါးမကူတဲ့ရသဖြင့်ဒံယာကရင်းကရိုးတွင်းရှင်စီလိုက်သွားသဖြင့်လက်တဖက်နှင့်ကိုတက်ချံအကျောတည်ခဲ့ရသူဖြစ်လေသည်။ဘာများတော့ဗျကိုမြင့်ဆိုးကမေးသည်။တခြားမဟုတ်ဘူးဗျ တခင်တောက်တက်လို့လူအကြောင်းစကားဆက်မိတော့ကျွန်တော်ရဲ့အဖြစ်ကို ပြန်တတိရလို့ပါကျွန်တော်ကိုထားဗျာတော်လန်ရေးကပေးလိုက်တဲ့ဒဏ်ရာတွေနဲ့လူစင်မမီအောင်အခုဖြစ်နေလို့တုံးမရတော့ဘူးဆိုပါတော့ဟောဒီလူကတော့အခုရန်ကုန်ကို မရောက်လာခင်ပဲအစိုးရဘက်ကနေနေပြီးတိုက်ခတ်ရသေးတယ်ဗျာမြေဝကျုံးပေါ်ဒေသတစ်ခုလုံးတပုံပေါင်းစုံထပြီး အစိုးရမှာအယူမီဝိုင်ဖြစ်နေတဲ့အချိန်မှာဒီလူတွေကလက်နဲ့ကင်ပြီးတကယ်တိုက်ခဲ့တာပဲဒါပေမဲ့တိုင်းပြည်အတွက်လိုပဲဆိုဆိုဘာအတွက်ညာအတွက်ပဲဆိုဆိုပေါ့ဗျာထမ်းစရာတာဝန်တွေလည်းကုံရောပညာတွေလည်းတပိုင်းတစဖြစ် အလုံးလည်းမရှိဘသူကမှလည်းဆေးပေါ်ကြောပတ်မလို့စေတနာဝန်ထမ်းចောင်းစရာလေးလုံလုံနေရတာမျိုးအဲ့ဒါတိတာသူ့မှာတော်မရှိလို့ပေါ့ဗျာဟိုကိုမြင့်စိုးကဝင်ပြောလာ ਈ တက်လာတဲ့အစိုးရဒိုးအစိုးရအာဏာရတဲ့နိုင်ငံရေးပါတီဒိုးပါတီဆိုတဲ့ကြွေးကြော်တံကိုအမဲဆောင်ထားတဲ့တခင်တောက်တက်လို့လို့လူမျိုးကြတော့ခရဆက်ဆက်အောင်မြင်ချင်းတော့ကိုလက်ထဲမှာမြဲမြဲကင်ထားတာဗျခမရတို့မယုံရင်ကြည့်ကျွန်တော်တို့ကကိုမြင့်ဆိုးပြောပုံကိုသဘောကျလာသည့်အတွေ့တဟားဟားဝိုင်းရကြဤတကယ်ဆိုတော့လေကိုမြင့်ဆိုးပြောခဲ့သည့်စကားမှာတွေးထွက်အောင်မှန်လာပြီ ပါမညတဟူသောနိုင်ငံရေးအဖွဲ့အစည်းတည်းအပေါ်ပေါက်လာသောအခါတိုးတက်သည့်နိုင်ငံရေးအမျှော်မြင်ရှိသည့်အဖွဲ့ဟုထင်မှတ်ထားသော ကျွန်တော်တို့လူတိုင်းသည်ပါမညတတရားပွဲများသို့အခါအားလျော်စွာသွားသွားရောက်နားထောင်လေရှိ၏ကိုတိုင်ကိုကြဝင်ရောက်လောက်ကင်ခြင်းကမရှိ နောက်သောအခါကျွန်တော်တို့၏ကြောင်းကလေးနှင့်စာကြည့်တိုက်ကိုပါပါမညတနှင့်မကင်းဟုဆိုကာဖဆပလာအာနာပိုင်တွေကမြူနီစီပယ်အပ်ဥပဒေကိုအတုံးပြုလျက်ဆွဲဖြက်ပစ်လေတော်သည် တခင်တောက်တက်ကရှည်သွက်လာပြီရက်ကွက်အတွင်ရိုးရိုးနေ၍မှန်ရပြောကမှန်ရလုံးမည်သူကို သူမထားလို့ထို့ကြောင့်ကျွန်တော်တို့လူငယ်တတိုက်ဤရိမ့်ရိမ့်မြုံပါမှာဖြစ်နေသောစာကြည့်တိုက်ကလေးကိုဆွဲစာကြည့်တိုက်ကလေးကိုဆွဲဖြတ်အောင်ခြေပုံခုတ်ခဲ့ခြင်းဖြစ်ရာအာနာဟူ၍တရွေသားမရှိအထက် အထက်တက်ကတ်ရအောင်လဲအစွမ်းအဆတပြားသားများမရှိတော့ကျွန်တော်တို့ဤစာကြည့်တိုက်ကလေးမှာမြူနီစပယ်အမိုက်ကားပေါ်တွင်တပိုင်းတစစီပါသွားရလေတော့သည် စာကြည့်တိုက်အဆောက်အုံကလေးအဖြက်ခံလိုက်ရသည့်အတွေ့ရင်းအဆောက်အုံ၌ဖွင့်ထားသောစေတနာဝန်ထမ်းညာချောင်းကလေးတည်းပြက်ရလေတော့သည်ညာချောင်းပြက်သွားရသည့်အတွေ့ခလေးတငယ်လူမမယ်60ကျော်တို့မှလည်းစာတင်ပြက်ကြရပြန်၏တခင်တောက်တက်ကအီများနှင့်မရသည် ဖဆပါလာလူကြီးဖြစ်လာပြန်၏တဖန်ဖဆပါလာမြူနီစပယ်လူကြီးအဖြစ်အရွေးခံရန်ကြိုးစားသည်၏သို့သောဘာကြောင့်ဟူ၍မသိအရွေးမခံဖြစ်လိုက်ထိုမြတာလောမဟုတ်သည်ဖဆပါလာနှစ်ချံကွဲသွားသောအခါသူသည်လက်တလောအေးသာနေသည်နုတင်ဘတ်သို့ရောက်ခဲ့၏လွှတ်တော်အတွင်း၌မဲခွဲ၍နုတင်နိုင်ပြီဆိုသောအခါတခင်တောက်တက်တယောက်ရခင်ဝန်ကြီးချုပ်၏ ်လမ်းမတော်မိထုံပွဲအခမ်းအနားကဲ့သို့ပင်ခေါင်းပေါင်းစတလူလူဖြင့်ဥတော်ဟုသွားရောက်နေသည်ကိုတွေ့ရ၏တခင်တောက်တဲ့သည်ဤတော့အဖင်တကယ်တန်ရှင်းသောတန်ရှင်းကြီးဖြစ်နေပြီတီမြဲတွေကိုဘယ်တော့မှ မတီမြဲဟုလက်ညှိုးငေါငေါထိုးနေလေ၏ကျွေးဝါရောင်ဂျာနယ်ကိုလက်တွင်အမြဲကင်ထားတဲ့၏တို့ရတွင်တခင်တောက်တဲ့ဤနေပရိယေတွေမှာကကျွေးဝလွန်းလာပါ၏ ကျဲဝရောင်တိန်တောင်းတဲ့ဖွဲမင်းရဲ့ကျဲဆိုတော့ဇကာဇကလာအတိုင်းအာနာယအတိုင်းဝိုင်းနဲ့မင်းစိုးရတာများ၏အရေးအကဲကို အဖမ်းရလွန်စွာခတ်တော်လဲတခင်တောက်တက်ကရှက်ဆိုနှခွက်ကမိတောက်သူမျိုးဖြစ်လေသလားမသိတိုင်းရေးပြည်ရေးကို ပိုင်ပိုင်နိုင်နိုင် နားလေအကဲဖန်းတတ်သူသာဖြစ်ရှိသည်ဘိုးချုပ်ကြီးဤအိမ်ဆောင်အစိုးရအဖွဲ့ကတရားမျှတသောရွေးကောက်ပွဲကြီးကျင်းပတော်မူဟုကြေညာသည်နှင့်တပြိုင်နက် တခင်တောက်တတ်သည်တန်ရှင်ဤအနွယ်ပါထာစမဟုတ်တော့ပဲတီမြဲအနွယ်ဖာစပါလာဖြစ်နေပြန်သည်ကိုကျွန်တော်တန်အန်တော်တွေ့ရပြန်၏ဖာစပါလာကနိုင်ရှိရှိသည်ဟုအကြောင်းကြောင်းကြောင့်ကိုတွက်ရှင်ကဤသည်အရေးကွန်လဲလာခြင်းဖြစ်မည်ဟုယုံမားပွေရမရှိပါတွေ့ရတွင်ဖာစပါလာသည်ဤတပွဲတွင်ပါထာစတို့၏အလဲထိုးခြင်းကိုခံလိုက်ရ၏ဒီလုံးကျရေကောက်ပွဲကြီး၌ပါထာစကနိုင်သွားသည့်အတွေ့ တခင်တောက်တဲ့တယောက်မှန်းကျင်မကိုက်ဖြစ်သွားရသည်သူသည် အာနာလက်မဲ့ဖဆပလတွင် ကာလအတန်ကြာမြငိမ့်သက်ငိမ့်ချက်သာကောင်းနေလိုက်သည်အာနာလက်မဲ့ဖြစ်စေကမူသူယုံကြည်ရာအဖွဲစည်းတွင်ခိုင်ခိုင်မြဲမြဲလုံနေလေပြီဟု ကျွန်တော်တွေးလိုက်မိပါသေးသည်ကျွန်တော်အတွေ့ကနှုံချာလှပါ၏အဘဲကြောင့်ဆိုသောမကြမီတခင်တောက်တဲ့တယောက် ပါထစား၏ရက်ွက်ဆိုင်ရာအဖွဲ့အစည်းများတွင်ခေါင်းတပြူပြူပြန်၍ပေါ်လာသည်ကိုတွေ့ရခြင်းကြောင့်ပင်ဖြစ်ပါသည်နိုင်ငံရေးဆိုတာမီးစင်ကြိကရတဲ့အလုံးမျိုးဗျတယူတန်လျှောက်လုံနေရင်တဖက်ဆောင်နေအလုံးကျော်တမပဲ ဖြစ်မှာပေါ့ဒါကို့လူတို့ကို့လူကိုရဲဘော်ရဲဘက်တယောက်လိုသဘောထားလို့ပြောတာသိလားကို့လူကငဲသေးတယ်လူငယ်ပြီပြီစိတ်လိုက်မှန်ပါလောက်တာက လောက်တာဟာကို့လိုအရွယ်လေးရအတွေ့အကြုံလဲဆုံးလာပြီဆိုတဲ့အခါကျတော့ကိုပြောတာမှန်မှန်မှန်သိလာလိမ့်မယ်။တခင်တောက်တက်ကကျွန်တော်အားရင်းခဲ့တော့ဩဝါဒပေးဘူးလေဒီ။ရဲရွာအေးတိုင်းပြည်အေးလောက်လာလာကြာပြီလေသဖင်လည်းဖြူးလာပြီ။အေးအေးလူလူနဲ့အနားယူပြီးအနားယူဖို့အချိန်ကြာပြီ။ဒါပေမဲ့အေးဆို ကိုပဲရှိလေတော့လာလာခေါ်နေကြတာမို့ မနေတာတို့လိုက်လုံနေရသေးတယ်ဗျာဟုလည်းညီးတွားသေးပါသည်ကျွန်တော်ကအမြော်အမြင်လိမ္မာလာတော့တခင်တောက်တက်ဤအတွေးခေါ်ကိုတန်တော်ငေးမောနားထောင်နေလိုက်မိပါသည်အခန်းတော်ကိုလူပြန်လိုက်အောင်မယ်ရောက်တဲ့အခါလာအောင်ပေါ့အလုံးမှာကိုအခုနေတာပဲအစည်းဝေးအပြီးကျောင်းပတော်မှာပြန်ထွက်တွင်ငေးတိငေးငိုင်ဖြစ်နေသည်ကျွန်တော်အားတခင်တောက်တက်ကသူ့ကလေးကိုနှုတ်ဆက်သွားလေသည် နိုင်ငံရေးဆိုတာမေးစင်ကြိကရတဲ့အလုံမျိုးဗျဟို၍သူတခါကပြောခဲ့ဘူးသည့်စကားလုံးသည်ကျွန်တော်နားထဲတွင်အစ်စ်တဖန်ပြန်၍ဝင်ရောက်လာ၏တရင်စာတိုက်ပိတ်လိုက်ရသဖြင့်အလုံပြုတ်ကတရင်ထောက်ဘဝမှာရက်ကွက်မူလာတန်းကြောင်းကလေးချစ်တွင်ယခုဈေးရောက်နေသော ကိုမြင့်ဆိုးကတခင်တောက်တက်နှင့်ဆက်လျင်း၍ခရဆက်ဆက်အောင်မြင်ခြင်းတော့အောင်မြင်ခြင်းတော့ကို လက်ထဲတွင်ကင်ထားသူဟုပြောမှုဒီကိုလှစ်ခနဲတတိယမိ။အီမာဘက်တွင်နှုံနေအနေသေးသောကျွန်တော်သည်တခင်တောက်တဲ့ကင်ထားသည်ဆိုသောတော့ကိုမဲကျုပ်ဖောင်းဤသောသူ၏လက်အစုံတွင်၌ခြာကြည့်မိပါသည်၏။သို့သောတခင်တောက်တဲ့ဤလက်ထဲမှာတော့ကိုကျွန်တော်ရှာမတွေ့ပါ။အဘယ်ကြောင့်ဆိုသောဤတော့ကို သူ့လက်ထဲ၌မထားပဲသူ့ရဲ့အုံနောက်ထဲ၌သာတိုဝက်တိမ့်ဆဲထားခြင်းကြောင့်သာဖြစ်ပေတော့တည်းမိုးဝေမက်လာ1968ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာရှင်ဘေဘီဝင်းရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့တအူးတယောက်ရှင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ